ကျွန်တော်တို့ဖွဲ့ရတော့အဲဒေါ်ကြီးငင်းနဲ့ဒေါက်တာဦးကျော်ထွန်းဒေါက်တာအောင်ကျော်မြတ်ဒေါက်တာဖြိုးဆွေအောင်ဒေါက်တာသဇင်ထက်တင်နဲ့ဥတုရအောင်ဒီမှာအပါဝင်ပေါ့နော်အလုံးဒီ V ကို19ရက်နေ့ကနေပြီးတော့23ရက်နေ့အထိဒီစင်ခဲ့ပါတယ်အဲ့တော့ဒီပြောတဲ့အထဲမှာတော့အဲဆရာကတော့အသေးစိတ်ဒီ offset တိုင်းခဲ့တာပေါ့ offset offset ဆိုတာအဲ့ဝဲတယ်ဆိုတာဗာလဲဆိုလို့ရှိရင် ကျွန်မတို့ကဖော့ဖြစ်တယ်အဲဒီပြည့်ရွေးကြောင်းတစ်လျှောက်မှာအလုံးရှိမှသာဒါပြည့်ရွေးလို့တက်မှတ်တာဖြစ်ပါတယ်အဲ့တော့အဲ့ဒါလေးတွေကိုပြန်ပြီး comparison လုပ်ပြမယ်နောက်ပြီးတော့ဒီဖော့ဖြတ်သွားတဲ့ effective ဟိုဟာမျိုးတွေနောက်တစ်ခုကကျတော့သူရဲ့ရှိရစုံနေဟိုအဲ့ဒါ induced landslide နဲ့ liquid fashion နဲ့နောက်ပြီးတော့ micro tremor တိုင်းတာတဲ့ရက်လက်အချို့ကို preliminary အနေနဲ့ကျွန်မတင်ပြသွားမှာဖြစ်ပါတယ် ဲ့တော့ဒါကတော့အဲ့ဒီဟို main show နဲ့ after show လုပ်ခဲ့တဲ့နေရာဖြစ်ပါတယ်အရှိမလည်းတင်ပြထားပေးတာဖြစ်ပါတယ်အဲ့တော့ဒီတက်မှာသုံးသက်ချက်ကတော့ကျမတို့ဒီရကိုဟိုတွေ့ရှိတဲ့ offset အလွန်မှုအကွာအဝေး distance ပေါ်မူတည်ပြီးတော့အပိုင်းလေးတွေခွဲလိုက်မယ်ဆိုလို့ရှိရင်ဘယ်အပိုင်းကအများဆုံးတွေ့ရလဲဘယ်အပိုင်းကအဲနည်းနည်းပဲတွေ့တာလဲဆိုတဲ့အဲအချက်ကလေးကိုဟိုအကြံပြင်းတင်တွေ့ရှိချက်လေးကိုတင်ပြလိုပါတယ်အဲ့ဒီမှာတော့ဟိုဆရာလေးပြောပြီးသားဖြစ်ပါတယ်။ဒီကနေပုံနေကတော့ after မိဘုံနေရတော့ Asia မြန်မာ Survey Company Limited မှာပံ့ပိုးပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်လေ Yika Village ကိုဒီရဲ့အမ်ဒီမှာအလွဲသွားတဲ့ပုံလေးတွေကိုတွေ့မှာဖြစ်ပါတယ်ဒီရဲ့စကိုင်းမှာဆိုလို့ရှိရင်ဒီအလွဲမှုက4မီတာဝန်းကျင်ရှိပါတယ်အလားတူပဲကြောက်တာရွာ village မှာလည်း4မီတာရှိပါတယ်အင်တလုံးလုံးရွေ့တယ်ဆိုမှတော့အဲ့ဒီရဲ့အကွာဝေးကိုခမန်းလို့လည်းရနိုင်ပါတယ်အဲ့နောက်တနည်းအားတော့ကျမတို့ ဒီတံတားကိုချင်းကပ်လမ်းပေါ့နော်တံတားချင်းကပ်လမ်းအဲ airy မြေအနောက်ဘက်ကမ်းမှာလဲဒီရဲ့လမ်းတစ်ခုလုံးကအဲ approximately 3 approximately မဟုတ်အတိအကျကို3မီတာနီးပါဒါအဲရွေ့သွားတာဖြစ်ပါတယ်အဲ့နောက်တစ်နေရာရောက်တော့ကျမတို့ကအလေးပိုင်း segment နေရာလေးပေါ့နော်ကျမအစောပြောလိုက်တဲ့၃ဘိုင်းပိုင်းထားတဲ့နေရာလေးမှာဒုတိယနေရာရောက်တာကတော့အကွာဝေးနည်းနည်း အစောလောက်မများပေမဲ့နေပြည်တော်နေရာမှာတော့2မီတာဝန်းကျင်ရှိပါတယ်။ဒါပေမဲ့တချို့နေရာလေးတွေမှာဆိုလို့ရှိရင်ဥပမာပင်လုံးစည်းလုံးလိုနေရာမျိုးမှာဆိုလို့ရှိရင်တော့0.3မီတာလောက်ထိသူ offset ဖြစ်သွားတာကိုတွေ့ရတယ်။အဲကျန်တဲ့နေရာလေးတွေကတော့0.6ပေါ့နော်။အဲ့တော့2မီတာနဲ့အဲ point 3ကြားထဲမှာသူ offset ဖြစ်နေတာကိုတွေ့ရတယ်ဝမ်းလုံးလို့ပါလို့ဆိုလို့ရှိရင်တော့အိမ်ကြီးရောဆရာဦးကျော်ထွန်းအသေးစိတ်ပြောပြီးသားတာဖြစ်ပါတယ်အဲ့နေရာတွေမှာတော့ကျွန်မပြန်ပြောမှဆိုရင်တော့ wifi နဲ့ဟို1မီတာ ကျွန်တော်ဒီဒါတော့ကျွန်တော်တို့လက်လက်ရှိဆင်းခဲ့တဲ့အနေထားလမ်းကြောင်းရဲ့မှတွေ့ရှိတာကိုတင်ပြတာဖြစ်ပါတယ်တခြားနေရာတွေကလည်းဒီတက်ပို့ပြီးတော့ကြီးရလဲအဲရှိနိုင်မှာသေးတယ်ပေါ့နော်ဒါတော့လက်ရှိအနေထားပါအဲတောင်ပိုင်းရောက်လာတဲ့ခါမှာဆိုလို့ရှိရင်နော်တချို့နေရာတွေမှာအဲလစ်တာနည်းနည်းပဲဟိုဟာဒီအလွဲမှုကိုတွေ့ရပြီးတော့တချို့နေရာကျလို့ရှိရင်လုံးဝမတွေ့ရပါဘူးအထူးသဖြင့်ကျွန်တော်တို့ကဘကူးကိုသွားတဲ့ခါမှာဘကူးဖျားကြီးလမ်းရှိပါတယ်အဲ့ဖျားကြီးလမ်းမှာအရင်တော့ ငွမ်းမြူယူဟောင်းလေးတခုရှိပါတယ်အရင်လဲအဲဒီ seismic track ကိုသုံးဟိုပါဗောနော်ဟို research တွေလုပ်ခဲ့တဲ့နေရာလေးဗောနော်အဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါရွေ့သွားလာဗောဒီရဲ့ effect ကြောင့်တိတိတသာရွေ့သွားလာဆိုတဲ့ဟာကိုသွားပြီးလေ့လာခဲ့ပါတယ်အဲ့မှာကြည့်လိုက်တဲ့ခါမှာတော့ဒီမှာတိတိတသာအန်လဲသွားတဲ့အချက်ကိုတော့မတွေ့ရပါဘူးဖျားကြီးနားမှာတော့လေအဲ့တော့ပြန်ပြီးပြန်သုံးတတ်မယ်ဆိုလို့ရှိရင်เนาะစကိုင်းကနေစပြီးစကိုင်းက တော်တော်လေးအလွယ်မှုဖြစ်ခဲ့တယ်အလွန်ကားရောက်လာနဲ့နေလာတယ်ပြီးရင်တော့အောက်ဘက်ရောက်လေပို့ပြီးတော့နေသွားတဲ့အချက်ကိုတော့ကျွန်တော်တို့ဟိုဒါ preliminary တွေ့ရှိချက်ဖြစ်ပါတယ်အဲနောက်တစ်ခုပြောချင်တာကတော့ကျွန်တော်တို့ကအစောပြောဟိုအရှိမတင်ပြထားသလိုပဲဒီစကိုင်းပြည့်ရွေးဖြတ်သွားရလမ်းကြောင်းဟာဒါဖြတ်သွားတဲ့တဲကဒီအဆောက်အဦးလေးကိုဖျက်ဆီးသွားမှာ damage ဖြစ်စေမှာပဲဖြစ်ပါတယ်အဲ့ဒီ affected cd တွေကတော့ကျွန်တော်တို့ဘာရှိလဲဆိုရင်စကိုင်းရှိမယ် အဲနောက်ပြီးတော့ wandering ပျော်ပွဲမိထီလာနော်နောက်ဟိုဒီနေပြည်တော်ကတော့အဓိကပေါ့နော်နေပြည်တော်ဒီနေရာလေးကတော့အဲနေပြည်တော်မှာတော့ကျမတို့ကြီးလိုက်တဲ့ခါမှာဖော့လန်ဂျောင်းရဲ့အဲဒီမြောက်ဘက်ချမ်းမှာဆိုလို့ရှိရင်ဒီ fog က fog လမ်းကြောင်းတကယ်ဆူဟိုပါပေါ့နော်ဆူဆုံတဲ့နေရာလေးနားပေါ့ပြောချင်တာတော့တကယ်တမ်းတော့စကိုင်းဖွာတကြောင်းနဲ့ပါပဲဒါပေမဲ့သူ့ဘေးမှာ ဖြာထွက်နေတဲ့ဘိုင်းရဲ့အဲ့ရှီယာဖြစ်သွားတဲ့ဇင်းရီယာတွေဟာဆိုလို့ရှိရင် approximately 20 km လောက်ရှိပါတယ်။အဲ့တော့ကြည့်မယ်ဆိုရင်ဒီဘက်ကပေါင်းလုံး10ဘက်ထိပါပါတယ်။ဒီနားလောက်ကနေဒီဘက်ဝင်းကျင်ထိပေါ့နော်။အဲ့လောက်ထိပြောမယ်ဆိုရင်တော့ဒါသည်ဒီ20 km ဝင်းကျင်လောက် approximate ခမှန်းထားပါတယ်။အနောက်တစ်ခုကကြတော့ဒါဟုတ်ပြီဒီ4ချောင်းတစ်လျှောက်မှာပျက်စီးကမှန်းလဲ။ဒါပေမဲ့တချို့4ချောင်းတစ်လျှောက်မဟုတ်ဘဲနဲ့တခြားနေရာတွေကဘာကြောင့်ပျက်စီးကြလဲပေါ့။ အဲ့ဒါအဲ့လိုပြောလိုက်လို့ရှိရင်တော့အကွက်ရဲ့အဖက်တော့ခံရမှာပဲဒါပေမဲ့တိတိကျကျဖြစ်တဲ့တခုကတော့မန္တလေးတို့ဘာလို့မှဆိုလို့ရှိရင်တချို့အိမ်တွေပါတယ်တန်းစီပြီးအဲ့ trend တခုနဲ့ပြိုကျပျက်စီးတာ damage ပိုဖြစ်တာဒါတွေကိုတွေးရပါတယ်အဲ့တော့အဲ့အဲ့လိုမျိုးဖြစ်တာဘာကြောင့်လဲပေါ့နော်ဒီရဲ့အချက်ကိုကြည့်တဲ့အခါမှာအဲဒါတော့ Skype Villa ရဲ့ before နဲ့ after အကွက်ပုံလေးဖြစ်ပါတယ် အဲ့အဲ့အချက်ကိုဒီမှာကြည့်ရခါမှာအင်္ဂါနဲ့ exam လေးတစ်ခုပြချင်ပါတယ်အင်္ဂါမှာဆိုလို့ရှိရင်ကျမကအဲဒီအင်္ဂါကိုတစ်ခါမှမရဘူးပါဘူးဒါပေမဲ့ menu အုပ်ချောင်းကိုရောက်တဲ့အချိန်မှာဒီအရှိကိုဒီရှက်ပုံကတော့ဒါကတော့အရင်ဟိုမဆိုင်ကမှထင်လိုက်တာမပြေကြတာလားပေါ့နော်အမမရသေးဘူးလေဒီပုံကြည့်လိုက်တာနဲ့မရောလည်းမရဘူးတော့အော်မပြူလားပေါ့အရင်သူများပြောတာတအားပြူတယ်ပြောမပြူတာလားပေါ့ဆိုတော့ အရှိဘက်ကဒီဒီအဝိုင်းလေးနဲ့ပြထားနေရဒီဟာကကျွန်မခုရိုက်လာတဲ့ဓပုံရဲ့အရှိနေရပေါ့နော်။နောက်ဘင်းသားမှထီးလိုက်ရှင်ဘုရားရှိပါတယ်။အဲထီးလိုက်ရှင်ဘုရားလည်းအပေါ်ကထီးတော်တော်ဘာမှမဖြစ်ဘဲနဲ့အဲတက်တက်မှပဲရှိပါတယ်။ဒီညာအခုဒီဝိုင်းထားတဲ့နေရာလေးပေါ့နော်။ဒီညာလေးပါ။အဲ့တော့ပြန်ပြီးတော့အနောက်ဘက်ကိုပတ်လိုက်တဲ့အချိန်ကျမှဒီမှာတော်တော်လေးပြူကြပျက်စီးတာကိုတွေ့ရပါတယ်။အဲ့ချိန်မှာမကျွန်မကဘာလို့သိချင်လာပြီလဲဆိုရင်ကျွန်တော်ဒီရဲ့အစောက ဖုန်းနဲ့ဓာတ်ရိုက်မဟုတ်ဘဲနဲ့တခြားနေရာတွေကဘာကြောင့်ဒီလိုမျိုးလမ်းကြောင်းတွေတလျှောက် trend တစ်ခုနဲ့အဲပြက်စီးနေရတာလေဒီအဆောက်အဦတွေကအဲ့တော့ပြန်ပြီးကြည့်လိုက်တဲ့အခါမှာကျွန်မတို့ဟို right lateral strike slip ဖို့ကြည့်မယ်ဆိုလို့ရှိရင်သူရဲ့ maximum stress ကဘယ် direction နဲ့လာနေလဲဒါလည်းသိဖို့လိုပါတယ်အဲ့တော့အဲ့တော့ဟိုဟို literature တွေကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะ right lateral strike slip ဖို့ဖြစ်ခဲ့မယ်ဆိုလို့ရှိရင် right ပဲဖြစ်ဖြစ် left ပဲဖြစ်ဖြစ် stress slip ပေါ်ဖြစ်မယ်ဆိုလို့ရှိရင်သူရဲ့ maximum stress ဒီ acute anger ဆိုတောင်းကျင်းနဲ့သူကတက်ရောက်အဲတက်ရောက်တယ်ဆို right ဆိုတော့သူရဲ့ဟာဒီတောင်းကျင်းနဲ့သူဒီဘက်မှာအဲ maximum stress တက်ရောက်ပါတယ်အဲ့ရနဲ့ဒီဘက်ဂျားထဲမှာရှိတဲ့ရှိရဆုံးဂျားထဲမှာသူကအများဆုံးပျက်စီးပါအဲ့တော့ဒီမှာလည်းကြည့်လိုက်မယ်ဆိုရင် menu အုပ်ချောင်းရဲ့အနောက်အနောက်နဲ့အနောက်မြောက်ဘက်အချမ်းပေါ့နော်ဒီလိုအချမ်းလေးကဒီကအကုန်လုံးကပြိုကျပျက်စီးသွားပါအဲ့ ပြန်ပြောမယ်ဆိုလို့ရှိရင်တော့ဒီအရှိကမက်ဂျီကဆွတ်လာတဲ့ဒီညာဘက်ချမ်းဆိုလို့ရှိရင် तू ကတွန်းတင်မယ်အဲ့တော့အက်သလက်တင်းနေဖို့တွေ့မယ်အနောက်ဘက်ချမ်းဆိုလို့ရှိရင်တော့ तू ကအဲဟိုလက်ဘက်ချမ်းပေါ့အဲ့ဒါဆိုရင်တော့ तू ကကွာကြမယ်အဲနောက်ဟိုပါပေါ့ pool up position တွေလည်းတွေ့တွေ့မယ် extension ဖြစ်တာမျိုးတွေကိုပို့ပြီးတွေ့ရမှာဖြစ်ပါတယ်ဒါကတော့ဒေါက်တာဆန်တီချစ်ကိုအရှိက slide ဒီမှာလည်း အဲတခြားမြင်ရမှာပါအဲ့ဖနိုမီနာဒါကတော့ကျမပြောတဲ့ဟာတော့အဲအဆောက်အဦပေါ်တက်ရောက်တဲ့အားနဲ့သူ့ရဲ့ပြိုကျပုံကိုရှင်းပြလို့ခြင်းဖြစ်ပါတယ်အဲ့တော့ဒါကိုကြည့်ချက်အဖြစ်ကျမတို့တချို့အဆောက်အဦတွေကဘာကြောင့်အဲ look in တဲ့နေရာလေးမှာဖြစ်သွားလဲပေါ့အဲ့တော့အဲ့လိုမျိုးဖြစ်တဲ့ခါမှာလည်းဒီမှာအဲဒီ sweat လမ်းကြောင်းမှာဒီ crack အဲ့ရလမ်းကြောင်းလေးတွေကလည်းဒီမှာတကယ်တမ်းကျမတို့အဲ့နဲ့ချဲ့ကြည့်လိုက်ရင်ဒီလမ်းကြောင်းလေးတွေအများကြီးနဲ့ဒီလိုအဲ့ရအကြောင်းရှိပါတယ်เนาะအဲ့တော့ဒီဖြေရက ဒီလိုနေရာမျိုးမှာလွတ်ပြီးတော့အဲ့နေရာလေးမှာတက်တက်မတက်ရောက်ဘူးဆိုလို့ရှင်တော့အဲ့နေရာလေးမှာလုကင်းသွားတဲ့သဘောဖြစ်ပါတယ် and not a quick induced landslide အကြောင်းကိုပြောမှဆိုရင်တော့သူကတော့ window မှာရှိတဲ့အဲ window ရဲ့ trap ပေါ့နော် a trap အဲအဲ့ဒီမှာတွေ့ရတဲ့ဆရာဦးကျော်ထွန်းလည်းပြထားပြပါပြီအဲဒါကတော့နည်းနည်းထပ်ပြီးတော့ဟိုဆွိုင်းရဲ့အနေထားကိုလေ့လာအောင်မှာဘာဘာလို့ဆိုအဲ့ဆွိုင်းကအရင် fiber ဖြစ်နေတဲ့အတွက်ဒီ landslide ကတော်တော်ကိုဆိုးဆိုးဝါးဝါဖြစ်သွားတာကိုတွေ့ရပါတယ်အဲနောက်ကျန်တဲ့ဟာတွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တော့များသောအားဖြင့်ကန်ရဲ့ဘီးမှာအဲပြိုကျပြီးတော့ ဟိုအစောလို extension နဲ့ကြတာလည်းရှိသလိုဟို stress direction ကြောင့် extension နဲ့ကြတာရှိသလိုဒီရေရဲ့ effect ကြောင့် high water pressure ရဲ့ effect ကြောင့်လည်းအဲဒါခံရတာကြတာအဖြစ်များတာကိုတွေ့ရပါတယ်အဲ့အဲ့ induce landslide မှာအဲ့ effect တွေရောပါနေတာကိုတွေ့ရှိရပါတယ်အဲ့နောက်တစ်ခုကြတော့ကျွန်တော်တို့ liquid fashion အနေနဲ့ကြည့်တဲ့အခါမှာလည်းအဲ liquid fashion ကျွန်တော်တို့လမ်းမှာခပေါင်းဆယ်လမ်းမှာလည်းအဲခပေါင်းဆယ်ခပေါင်းတဒါပေါ့နော်ခပေါင်းတဒါ ဟိုဟာကျမတို့လမ်းဖြတ်မြန်လမ်းအဖြတ်ကူးတဲ့နေရာနားလေးမှာလည်းကျမတို့တွေ့ရတယ်အဲ့တော့ကြံတဲ့ sample တွေအကုန်လုံးကျမတို့အဲ့နားတွေအကုန်ကောက်လာပါတယ်ကောက်လာတဲ့သဘောတရားဘာလို့ဆိုဒီ liquefied sand မှာတကယ်တမ်းသူ့ရဲ့ဟိုဟာ theory အရဘယ်လိုမျိုးရှိနေရလဲသိချင်လို့ပါအဲ့တော့ဒီမှာလဲအဲဆူဆူဝါဝါဖြစ်တဲ့နေရာပေါ့ liquefaction ကြောင့်ဆူဆူဝါဝါဖြစ်တဲ့နေရာဆိုလို့ရှိရင်ဘယ်ညာတော့တွေ့လဲဆိုစကိုင်းမန္တလေးလမ်းမြို့ပတ်လမ်းပေါ့အဲ့လမ်းမှာဆိုလို့ရှိရင်တော့သူ့ရဲ့ဒီ လမ်းကြောင်းတစ်လျှောက်ပေါ့နော်လမ်းကြောင်းတစ်လျှောက်ဆိုဒီဟာလေးကိုပြောလိုက်ပါအခုဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီဘက်ကြောတစ်လျှောက်အဲ့ဒါတွေကအကုန်လုံးအဲ့ဒါ negative five ဖြစ်ထားတဲ့ဟာပါ negative လောက်ပုံမှာအဲ့လိုမရှိပါဘူးအလားတူပဲဒီမှာဓာတ်ပုံမှာကြည့်မယ်ဆိုလဲဓာတ်ပုံမှာအဲ့ negative five ဖြစ်တဲ့ဟာလေးတွေအကုန်လုံးတန်းစီပြီးတော့တန်းပြီးတော့ orientation တစ်ခုနဲ့ရှိနေအောင်တွေ့ရပါတယ်အဲ့တော့အဲ့ဒီရဲ့အရှိမဆိုလို့ရှိရင်ဒါကျွန်တော်တို့တော်တဲ့အချိန်မှာအကုန်လုံးပြင်ပြီးသွားပြီးအရှိရဲ့ပုံကိုကြည့်မယ်ဆိုကားတစီတုံး ဟိုကျွန်းနာဒီအရှိတ်ဘက်ချမ်းနေရကျွန်းကြတာတွေကိုလည်းသိရပါတယ်အဲ့တော့ liquid fashion အဖြစ်ဆုံးဟာပြောမယ်ဆိုရင်အမရာပူရမျိုးဟိုနေထဲကအဲ့ဒီအဲဒီစကိုင်းမန်လီလန်းကဒီအဖြစ်ဆုံးနေရဖြစ်ပါတယ်အဲ့တော့အဲ့ sample တွေကိုယူပြီးကြည့်တဲ့အခါမှာလည်းညသောအဖြစ်ကျွန်တော်တို့က USCS classification နဲ့ဆက်လိုက်တဲ့အခါမှာသူက poorly graded sensors တစ်ဆိုင်ထင်းနဲ့အရန်ဟိုဘောနော်အဲ့ sandy soil နေဖြစ်ပေမဲ့ အင်းဝမှာတော့ဘာသွားတွေ့လဲဆိုအင်းဝမှာဒါတော့ theory နဲ့ဆန့်ကျင်သွားပြီအဲသူက final တွေပို့ပြီးတော့ပါနေတာကိုတွေ့ရပါတယ်အဲ့တော့အဲ့ဒီတစ်ချက်ကလည်းကျွန်မတို့နောက်တစ်ချိန်မှာဒီ liquefaction liquefaction ကိုတွက်တယ်ကျွန်မတို့အဆောက်အဦတွက် liquefaction ကိုတွက်တဲ့ခါမျိုးမှာတခါကြောက်လို့ရှင်35% final percent 35%ကများတယ် final ဆိုတာဆင်းတဲ့ကလေး percent ကိုပြောတာပါအဲ့ချက်များပြီဆိုကျွန်မတို့တချို့တွေကထည့်မစင်စားကြပါအဲ့ဒါမှဒီချက်ကတော့မရတော့ဘူးဒီမှာ အဲ63တိပေါနေတာကိုတွေ့ရှိရပါတယ်။အဲ့ဒါလည်းလုံချိန်မှာဒါဒီ final content များနေလေ liquefaction အတွက်ထည့်စဉ်းစားသင့်မယ်ဆိုတော့အချက်ကို highlight လုပ်နိုင်ပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်တို့ Fukan Company က cooperated လုပ်ပြီးတော့ support လုပ်ပေးတဲ့ micro micro trimo ဆက်ကိုအသုံးပြုပြီးတိုင်းတာတဲ့ reset ကိုတင်ပြလိုပါတယ်။အဲ့မှာလည်းသူကစကိုင်းအေကမန္တလေး ဝန်ဒွန်းနေပြည်တော်နဲ့ပဲခိုးဆိုပြီးတော့ကျမတို့အဲ့နေရာတွေမှာကျမတို့ရွေးချယ်ပြီးတော့အတိုင်းတာခဲ့ပါတယ်အမက်ခရိုတီမောအနေနဲ့ပြောမယ်ဆိုလို့ရှင်တော့ကျမတို့က swine condition ပေါ့ before and after ကိုဟိုသိနိုင်တယ်ပေါ့ before acquired နဲ့ after acquired အဲ့မှာလည်းသူကအဲ peak တွေနဲ့နေထားကိုဒါအကြံပြင်းရှင်းပြတာပါအကယ်၍ကျမတို့ကဟိုအခွင့်ဖြစ်ပြီးမှတိုင်းတာမယ်ဆိုလို့ရှင်ကျမတို့ဒီ